အစ်စ်နဲ့ပဲအစ်စ်နဲ့ပဲဟုတ်ပထမဒီလောကရန်ရိုက်တော့အကိုဝန်လောက်ထားလိုက်ရတယ်10ရက်15ရက်လောက်ထားလိုက်ရတယ်တချို့ခွန်တွေကမီးပြင်းတိုက်ပေးရတယ်ကွာအိုက်တင်အတွက်ကို support လုပ်ပေးတဲ့အရာတွေဖြစ်သွားတာပေါ့သူကကြောင်းရှိမှအကျိုးဆိုတာဖြစ်လာတာအရာလောကရန်အကိုရိုက်ခဲ့တဲ့ကားတိုင်းမှာဒီလိုပုံစံမျိုးတစ်ခါမှမတွေ့ဘူးပြိတ္တာမတွေ့ဘူး စိုးမိုးလာကန်းလိုင်းတော့အကိုဟွာပေါ့နော်ဇလန်းအချင်းပေါ့ဇလန်းချင်းအကိုပေးတဲ့အချိန်မှာအကိုလည်းအဲ့ဒီအချိန်တော့ဟွာပေါ့ချောင်းသာချောင်းသာမှာသွားပြီးမိသားစုအနားယူနေတဲ့အချိန်ပြန်လဲလာတော့အဲ့ဇက်ကလေးလာပြီးတော့အကိုကအဲ့မှာပစိုင်းမိုးတွေပါအကုန်လုံးထားတာတော့တခါလဲအဲ့ခါရိုက်ဖို့အတွက်မွေးတာမဟုတ်ဘူးထားတာထားတာပြီးတော့ဇက်လည်းဖက်လည်းဖက်လည်းပေါ့ဟိုဥရဲကောင်ဆိုတဲ့စင်းကနဲတော့နဲတယ်ဒါမဲ့ဒီဇက်ကိုမှွေမှာဥရဲကောင်မှွေမယ်ဆိုတာကိုအကိုကဖက်လိုက်ရတဲ့ခါကျတော့ ညီလေးတို့စိုးမိုးကလည်းအကိုနဲ့ရိုက်ချင်တယ်တဲ့အကိုဒီနေရာမှာထားပြီးဦးရဲကောင်နေရာမှာထားပြီးရိုက်ချင်တယ်ပေါ့အေးလေးတို့အကိုရိုက်ပြပါမယ်ပေါ့ဒါအဲ့ဒါကြောင့်အကိုကအဲ့ချက်ကလေးကိုရိုက်ဖြစ်လိုက်တာဒီရှိရဘာလို့ကျလို့နေအကြောင်းနဲ့စုံစမ်းနေရတာအကြောင်းရှိမှအကျိုးဆိုတာဖြစ်လာတာအဲ့ဒါလောကဒါအစစ်နဲ့ပဲအစစ်နဲ့ပဲဟုတ်ပထမဒီလောကရန်ရိုက်တော့အကိုဝန်လောက်ထားလိုက်ရတယ်10ရက်15ရက်လောက်ထားလိုက်ရတယ်ထားလိုက်ပြီးတော့အကိုပတိုင်းမှုတွေပြန်ရိတ်ပစ်လိုက်သေးတယ် ရိပ်ပြီးပေါ့ဒီကပြီးသွားပြီပေါ့ရိပ်ပြီးရိပ်လိုက်ပြီးရိပ်ပြီးတော့သူကလော့ဂရန်ကောင်ကိုကိုတို့စဉ်းစားပြတဲ့အချိန်ကျတော့နည်းနည်းလေးလုံနေတယ်တဲ့လုံနေတယ်ဆိုတော့ကဲကိုစိုးမိုးကနေပြီးတော့ဖုံးဆက်အကိုရှိကိုအကိုတဲ့ပတိုင်းမွေးမုတ်ဆွေမိုးလေးတွေပြန်ထားပေးပါတဲ့ကျွန်တော်၃စီးနောက်ထပ်ဖြည့်ရိုက်ချင်တယ်တဲ့သူကအကိုပြန်ထားရတာပေါ့ပြန်ထားတော့ဒီဟို၁၀ရက်၁၅ရက်လောက်ကိုပြန်ထားလိုက်ထားလိုက်ပြီးတော့၃စီးနောက်ပြန်ဖြည့်ရိုက်တယ်ရိုက်ပြီးတော့အကိုဒီတိုင်းပဲဆက်ထားလိုက်တာဟုတ် ် original original ဖြစ်အကိုရိုက်ခဲ့တဲ့ကားတိုင်းမှာဒီလိုပုံစံမျိုးတစ်ခါမှမတွေ့ဘူးပြိသက်မတွေ့ဘူးဟာအဓိကမင်းရဲ့လို့တော့မဟုတ်ဘူးပေါ့ညီမရဲ့ဒီနေ့ပတိုင်းဝေးနှခမ်းဝေးမပါဘဲနဲ့ဥရဲကောင်ဟာလာဥရဲကောင် item ဆိုတာဥရဲကောင် item တသက်ရှိထားပြီလားဒါတော့ဖြည့်ဖြည့်ပြီးတဲ့ဟွာတွေပေါ့နော်သူကဘာလို့ဆို item အတွက်ကို support လုပ်ပြီးတဲ့အရာတွေဖြစ်သွားတာပေါ့သူက အဲ့ဒါကြီးနဲ့ရိုက်လိုက်တဲ့ခါကြတော့ဦးရဲကောင်ကအများကြီးလှုပ်ရှားမလို့တော့ပါပါလေးပဲပုတ်လိုက်ရုံပဲဒါမဲ့ရောက်ရောက်သွားတာအဲ့လိုတော့ပြောလို့ရတော့ဝေဆောင်းနဲ့ရှယ်ပေးလို့ပြင်စင်သားရှိတယ်ပြင်စင်အများအရင်တော့ပြင်စင်စရာတော့မရှိပါဘူးမှာဘာလို့ဆိုဦးရဲကောင်ကြီးเนี่ยပရမတ်တော့ဟိုကဟောင်ဝင်ရှက်နဲ့စတိုင်ပေါင်းမိနေပဲဝင့်မယ်ဆိုပြီးအခုစဉ်းစားလိုက်တယ်စဉ်းစားလိုက်ပြီးတော့အော်မို့လို့ဆိုမို့လို့အဲမြင်းနဲ့တွေ့တဲ့အခန်းကြီးမှာဟောင်ဝင်ရှက်နဲ့စတိုင်ပေါင်းမိနေဝင့်လိုက်မယ် ဟလာဟိုဝီလီယိုဟလာအလုပ်ကိစ္စခိုင်းတဲ့အခါကျတော့ခက်ချမ်းချမ်းဟိုအဝတ်စားပေါ့နော်ဒီဇိုင်းလေးတွေဝတ်လိုက်မယ်ဆိုတော့ဟိုကခွဲထုတ်ပလိုက်ခွဲထုတ်လို့နှစ်ခုကွဲသွားတော့ဟာမီးကဟလာရွှေသမီးကိုကြိုက်တယ်ရွှေသမီးကအဲ့ဒီဘားလေးဟလာဘားပိုင်ရှင်သူကအမီးနဲ့အမီးကိုသူကလက်မခံလက်မခံတော့မီးကလည်းပေါက်ကွဲပြီးတော့ဖြစ်သွားတဲ့အချိန်မှာသူ့ကြောင့်ဖြစ်တယ်ဆိုတော့ဟိုအတ္တပေါ့အတ္တကြီးစိတ်ကြီးဆွဲပြီးတော့ အော်သူကဒီလူကြီးကယူမြန်းယူနေတယ်လို့လို့အဲအဲ့လိုအဲ့လိုပြကျင်တာကိုပြကျင်တော့အဲ့လိုအဲ့လိုအဲ့လိုဇလံမျိုးစားပါတချို့ခွန်တွေကမီးပြင်းတိုက်ပေးရတယ်ကွာအဲ့ဒီအပူမီးနဲ့သူ့ဘဝတကူလုံးလောင်ကျွမ်းနေပါဒီပါဝင်တဲ့လူတရုတ်ဆောင်နေတယ်အကူနဲ့အများကြီးမစုံလိုက်ဘူးအများကြီးမစုံဘူးအိုက်တင်လောက်ရတာဆိုကုနာဝီလီယံဆိုတဲ့အကိုရဲ့တပည့်ကိုခိုင်းတဲ့နေရာမှာအိုက်တင်လေးတွေလောက်ရတယ်သူ့ကိုလည်းတင်ပြီးပါတော့ ။ဟိုလိုအပ်တာလေးတော့အကိုကပြောပြတာပေါ့နော်။သူလည်းကုန်းတော့ပြောသွားပါတယ်။အကိုဒီမျိုးအောင်တင်ပေးပါလေတဲ့။ပြောပါတယ်။အကိုကလည်းဘာလဲဆိုတော့လူငယ်တွေကိုပြစ်စီခြင်းနဲ့ညီမလေး။ဟုတ်တယ်မဟုတ်လား။အကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့အကိုဒီဟာဒီလိုလေးရှိတယ်။အကိုအရန်တက်တက်နေလို့မဟုတ်ဘူးနော်။ဒီလိုလေးသူ့ရဲ့ return လေးမှန်အောင်ဒီလိုလေးတော့ရှိတယ်။ပြောပြတာပဲရှိပါတယ်။အများဆုံးနားမနေတာတော့မီးရမီးပေါ့နော်မီးနဲ့အများဆုံးရိုက်ခဲ့ရတဲ့စီးနေများတယ်အဲသူဒီကလေးလဲစူးစမ်းပါတယ်သူကလည်းသူပဲစူးစမ်းပါတယ်ဟုတ် ဒီလောကရန်ကောက်ဇလန်းမျိုးစားလေးရတော့သူကဟိုကဒရမာဟိုဆပ်စပန်လေးပြောလို့ရတာသူဒရမာလေးပြောလို့ရတယ်အဲနောက်ပြီးတော့ရိုးစမန်လေးလည်းအချစ်ဟာလေးလည်းပါတယ်သူကအမျိုးစားလေးရတော့ကြည့်လို့ကောင်းပါတယ်ဇလန်းလေးရတော့ဇလန်းလေးရတချင်းလေးနဲ့ပါလေမျူစစ်ကလေးနဲ့ပါလေနဲ့တော့အဟော်လိုလေးနဲ့ပါလေတော့ကြည့်လို့ကောင်းပါတယ် ဘာလို့ဆိုဒီမေလာ9ရက်နေ့မှာကိုတို့ကတပီလုံးယုံတင်ပါပဲအဲအဲ့ကကြီးဖို့အတွက်လည်းကိုဖိတ်ခေါ်ကြပါ